မင်္ဂလာပါရှင်2025ခုနှစ်ဇူလ9ရက်နေ့ရက်မွန်းတက်12နိုင်အချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့မွမွပါရှင်။စစ်ကောင်စီအတွက်လက်နက်ဝယ်ယူပေးနေတဲ့ပွဲစားနိုင်ထွတ်အောင်ကမဟာမြတ်မှုနိဖရာကြီးကို ရွှေ3ဘိတ်တာနဲ့စက်သိန်း2600လူတန်းခဲ့ပါတယ်။နိုင်ငံတကာစာမျက်နှာမှာစစ်ကောင်စီဘက်မှယက်တီထောက်ခံမှုပေးတဲ့အတွက်တရုတ်ကိုကျေးဇူးတင်တယ်လို့အကြံဖတ်မင်းအွန်လိုင်းကထုတ်ပြောလိုက်ပါတယ်။ တန်တွဲမှုနယ်ကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲမှုမှာမိသားစုဝင်၃ဦးအပါအဝင်စစ်ရှောင်ပြည်သူ၄ဦးတေဆုံးပြီး၈ဦးဒဏ်ရာရရှိခဲ့ပါတယ်ရှင်။နောက်ချိုမှာစစ်တပ်သိမ်းယူထားတဲ့ကံကြီးရွာကိုတော်လှန်ရေးတပ်တွေကပြန်လည်ရရှိလိုက်ပါပြီရှင်။ရေးမျိုးနယ်အာယူတောင်ရွာထိပ်မှာရှိတဲ့စစ်တပ်ကိစ္စကံကို ရေဘလူးအဖွဲ့ကဝင်ရောက်တိုက်ခိုက်စဉ်မှာစစ်သားအလုံးပြန်လည်ခုခံခြင်းမရှိဘဲထွက်ပြေးသွားကြပါတယ်။ ဒီသတင်းတွေနဲ့အတူဒီကနေ့မွန်တဲ့12နိုင်အချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ပြည်သူလူထုကိုတပ်ဖြတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီအတွက်လက်နက်ခဲယမ်းများဝယ်ယူပေးနေတဲ့ပွဲစားနိုင်ထုတ်အောင်ကမန္တလေးမဟာမြတ်မှုနိဖျားကြီးကို ရွှေ၃ဘိတ်သာနဲ့စက်သိန်း2600လူဒန်းမှုမှာ ကုသိုလ်ဌာနမမြောက်တဲ့ဘာသာရေးခုတုံးလုံးမှုအဖြစ်뇌ဦးတော်လန်ရေးဘာသာပေါင်းစုံကွန်ရမဆရာတော်ဦးဝါရမကဝေဖန်မှိတ်ကြားလိုက်ပါတယ်။ဇွန်လ9ရက်နေ့မန္တလေးမဟာမြတ်မှုနိဖရာကိုလက်နက်ပွဲစားနိုင်ထုတ်အောင်နဲ့မိမဝေဝေရင်ကရွှေသုံးပိတ်တာနဲ့ငလင်ကြီးကြောင့်ပြက်စီခဲ့တဲ့အရှိဆောင်တန်းခါပြက်ပြတ်တဲ့နဲ့ကျောင်းတော်ကြီးတိုင်6တိုင်တိဆောက်ပြုပြင်ရအတွက်ကြက်သိန်း2600ကိုလူဒန်းခဲ့တာလို့သိရပါဗျ။ ြည်သူကိုတပ်ဖြတ်ရမှာအုံပြုနေတဲ့လက်နက်ခဲရများတင်သွေးစီးပွားရှာနေတဲ့လက်နက်ပွဲစားကဖျားပြုတ်ပြင်ရန်ငွေလူရန်ချင်းမှာဒါနကုသို့မဖြစ်ကြအောင်အဲ့ဒီလူဒါမှုမှာတိုင်းသူပြည်သားတွေကိုလက်ဖြားရန်ဘာသာရေးခုတုံလှုပ်မှုသာဖြစ်ကြောင်းຫນွေဦးတော်လန်ရေးဘာသာပေါင်းစုံကွန်ရက်မှဆရာတော်ဦးဝါရမကမှတ်ချက်ပြုမိတ်ကြားလိုက်ပါတယ်တနည်းပြောရရင်ဘာကုသို့မှမဖြစ်နိုင်တဲ့လက်ဖြားမှုပေါ့တိုင်းသူပြည်သားတွေကိုလည်းလက်ဖြားတယ် လူကျင်တဲ့အကျိုးစီးပွားကိုဘာသာရေးခုတုံးလုံးမှုဖြစ်တဲ့အတွက်ကြောင့်မို့လို့ကုသိုလ်ရဖို့နေနေတာမူလအခြေခံတဲ့စိတ်ကလညာတဲ့စိတ်ဖြစ်နေတာပေါ့ဒါကအကျိုးစီးပွားကိုအခြေခံတဲ့ဘာသာရေးကိုအတုံးချတယ်ဗုဒ္ဓရဲ့ပုံရိပ်ကိုပါချက်ပြီးတော့ခုထုံလုပ်တယ်ဆိုတော့ကုသိုလ်ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးတခုတော့ရှိတာပေါ့သူတို့ရဲ့အကျိုးစီးပွားရဲ့ပြည်သူလူထုကိုလှည့်ပြခြင်းရဲ့အာနာရှင်ရဲ့အလိုကျရဲ့ဆိုတဲ့ လောက်ရက်အနေနဲ့တော့တိုင်းသူပြည်သားတွေကိုလက်ချလို့ရပါတယ်။တနည်းပြောရရင်တော့သူ့အကျိုးစီးပွားပိုဖြစ်မယ်အာနာရှင်ပိုအလုံလုံလို့ကောင်းမယ်ဆိုတဲ့အခြေအနေကိုပဲရမယ်လို့ဦးစင်းအနေနဲ့ကတော့မြင်တယ်လို့ຫນွေဦးတော်လိုက်ရဘာသာပေါင်းစုံကွန်ရက်အဖွဲ့မှာဆရာတော်ဦးဝါရံမကမိတ်ကြားလိုက်ပါတယ်။နိုင်ထုတ်အောင်ကစစ်ကောင်စီအတွက်စစ်လက်နက်ခင်ရဝယ်ယူပေးနေတဲ့ပွဲစားများထဲမှတအူးဖြစ်ပြီးတော့အမေရိကန်ဒေါ်လာတန်ပေါင်းများစွာတန်ကျေးရှိတဲ့စစ်လက်နက်များ ရဟန်းရင်များအပိုပစ္စည်းများကိုဝယ်ယူပေးရမှချမ်းသာကျယ်ဝလာသူဖြစ်ကြောင်း Justice for မြန်မာ JFN ရဲ့2023ခုနှစ်စက်တင်ဘာလမှာထုတ်ပြန်ချက်အရသိရပါတယ်။အထူးသဖြင့်နိုင်ထုတ်အောင်မှာရုရှားတိုက်လေရင် MiG 29 Just တိုက်လေရင်ရဲ့အစိပ်အပိုင်းများမြန်မာပြည်ကိုရုရှားမှ တင်သွင်းရမှာအဓိကပါဝင်သူဖြစ်ပြီးတော့ American ဥရောပသမဂ္ဂအပါအဝင် အနောက်နိုင်ငံကြီးတွေရဲ့စီးပွားရေးပိတ်ဆို့မှုကိုခံနေရသူလည်းဖြစ်ပါတယ်။နိုင်ထုတ်အောင်ကမြန်မာနိုင်ငံမှာ International Graveway Group of Community ထောင်ထားတဲ့ဒေါက်တာ နိုင်ထုတ်အောင်ကစစ်ကောင်စီအတွက်တရုတ်နဲ့ရုရှားထံမှစစ်လက်နက်ခဲယမ်းတဲ့အပိုပစ္စည်းတွေကိုဝယ်ယူပေးနေတဲ့ဂျားကန်ပွဲစားဖြစ်ကြောင်းလည်းသိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာစာမျက်နှာမှာစစ်ကောင်စီဘက်မှယက်တီထောက်ခံပေးမှုအတွက်တရုတ်ကိုကျေးဇူးတင်ကြောင်းအကြမ်းဖက် စစ်ကောင်ဆောင်မင်းအောင်လှိုင်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ယမန်နေ့နေပြည်တော်မှာပြုလုပ်တဲ့တရုတ်မြန်မာနှစ်နိုင်ငံတန်တမန်ဆက်ဆက်ရေး85နှစ်မြောက်စင်ရတုအခမ်းအနားမှာအခုလိုထုတ်ဖော်ပြောဆိုလာတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံအရေးကိစ္စနဲ့ပတ်သက်ပြီးတော့တရုတ်နိုင်ငံအနေနဲ့နိုင်ငံတကာစာမျက်နှာမှာယက်တီထောက်ခံပေးလျက်ရှိတဲ့အတွက်ကျေးဇူးတင်ကြောင်းတရုတ်နိုင်ငံရဲ့မိမိတို့နိုင်ငံပေါ်စင်ဆက်မပြတ်အပြုသဘောဆောင်တဲ့ထီးထွေးဆောင်ရွက်မှုများစိတ်ကောင်းစေတနာ အပိထောက်ခံမှုများအတွက်များစွာတံပိုးထားကျေးဇူးတင်ကြောင်းမင်းအောင်လှိုင်ကပြောလိုက်ပါတယ်။မြန်မာနိုင်ငံအနေနဲ့တရုတ်နိုင်ငံကဖော်ဆောင်နေတဲ့ရပ်ဝန်းနဲ့ပိုလမစီမံကိန်းတရုတ်မြန်မာစီးပွားရေးစင်းကြံစီမံကိန်းများအကောင့်ထဲဖော်ရမှာအရေးပါတဲ့ပထဝီဝင်အနေအထားမှာရှိနေကြောင်းဒါကြောင့်အဲ့ဒီစီမံကိန်းတွေကိုစောလင်းစွာအကောင့်ထဲဖော်ခြင်းမဟာဗျူဟာကြတဲ့စီမံကိန်းနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းမင်းအောင်လှိုင်ကဆိုပါတယ်။ ဒါကြောင့်တရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မှုကိုပုံမှန်နှက်ဆိုင်စေရတရုတ်ကိုအနီးကပ်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းတရုတ်သမ္မတရှီကျင်းဖင်ကအနာဂတ်ကမ္ဘာရဲ့ငြိမ်းချမ်းရေးတည်ငြိမ်အေးချမ်းရေးနဲ့စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပုံမှန်မြင့်တင်နိုင်မယ်လို့ရှုမြင်ကြောင်းဒါကြောင့်မြန်မာနိုင်ငံအနေနဲ့တရုတ်သမ္မတရဲ့သဘောထားကိုကြိုဆိုထောက်ခံကြောင်းမင်းအွန်လိုင်းကပြောဆိုခဲ့ပါတယ်။ အကြံဖတ်စစ်ကောင်စီကယခု2025ခုနှစ်မှာဧပြီလမှာရှမ်းပြည်နယ်မြောက်ပိုင်းမှာဆုံးရှုံးခဲ့တဲ့လာရှိုးမြို့ကိုတရုတ်ရဲ့ဂျားဝင်မှုနဲ့ MMDA ထံမှပြန်လည်တောင်းယူနိုင်ခဲ့ပြီးအခြားဆုံးရှုံးသွားတဲ့မြို့နယ်တွေကိုတရုတ်ရဲ့အစည်းအဝေးမှုနဲ့ပြန်လည်တောင်းယူဖို့စူးစမ်းနေတာကိုလည်းတွေ့မြင်ရပါတယ်ရှင်။ ဆက်လက်ပြီးရခိုင်ပြည်တန်တွဲမြို့နယ်ကိုစစ်ကောင်စီကလေရင်နဲ့ပုံကျဲမှုကြောင့်မိသားစုဝင်၃ဦးအပါအဝင်စစ်ဆောင်ပြည်သူ၄ဦးသေဆုံးပြီး၈ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဇွန်လ9ရက်နေ့ည10:00နာရီကျော်အချိန်ကနေစပြီးတန်တွဲမြို့နယ်မှာရှိတဲ့စစ်ဆောင်များနေထိုင်တဲ့ကြောက်ကြီးကျေးရွာစာတင်ကျောင်းကိုစစ်ကောင်စီကလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်း မိသားစုဝင်3ဦးနဲ့ဆစ်ဆောင်အမျိုးသမီး2ဦးသေဆုံးခဲ့ကြောင်းဘုံကျဲမှုကြောင့်ဒဏ်ရာရရှိသူ10ဦးရှိပြီး6ဦးမှာဒဏ်ရာပြင်းထန်ကြောင်းလည်းသိရပါဗျ။စစ်တပ်ကလေချောင်းနဲ့ဘုံကျဲရမှာဇွန်လ9ရက်နေ့ည10:00နာရီ14မိနစ်အချိန်မှာတစ်ကြိမ်ည10:25နာရီမိနစ်အချိန်မှာတစ်ကြိမ်စုစုပေါင်း2ကြိမ်ဘုံနှလုံးကျဲချခဲ့ကြောင်းဘုံကျဲမှုကြောင့်သေဆုံးသူများမှာအသက်48နှစ်အရွယ်ဒေါ်အပူ အသက်42နှစ်အရွယ်ဦးထွန်းထွန်းဝင်းအသက်43နှစ်အရွယ်ဒေါ်နင်းဝေခိုင်အသက်12နှစ်အရွယ်မတ်ဧပြီမိုးတို့ပါဝင်ကြောင်းလည်းသိရပါဗျ။အဲ့ဒီဘုံကျဲမှုကြောင့်ကြောက်ကြီးကျေးရွာသား၈ဦးဒဏ်ရာရရှိခဲ့ပြီးအဲ့ဒီထဲမှာ6ဦးကဒဏ်ရာပြင်းထန်ကအရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့သိရပါဗျ။အလားတူပဲဇွန်လ9ရက်နေ့ည10:00နာရီကျော်ခန့်အချိန်မှာပဇွန်ဖြေရွာစာတင်ကျောင်းကိုစစ်ကောင်စီက လေချောင်းကနေချက်တိုက်လျင်နှစ်ကြိမ်လာရောက်ဘုံကျဲမှုကြောင့်အရက်သား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါပြင်ဇွန်လ9ရက်နေ့ညပိုင်းမှာစစ်ကောင်စီကတန်တွဲမျိုးအမတ်၈မြင်းဆောင်က6လမ်းနဲ့9လမ်းကြားကိုဘုံကျဲခဲ့ပြီးတညတဲ့အတွင်းမှာနေရာ၃နေရာကိုစစ်ကောင်စီကဘုံကျဲမှုကြောင့်နေအများပြားပြက်စီးခဲ့ကြောင်းလည်းသိရပါတယ်။စစ်ကောင်စီကဇွန်လ10ရက်နေ့ကနေ30ရက်နေ့အထိယာယီအပြစ်ခတ် တိုက်ခိုက်မှုရက်စဲထားကြောင်းကြေညာထားပေမဲ့အရက်သားတွေနေထိုင်တဲ့နေရာနဲ့တော်လန်ရေးတက်စကန်တွေနေရာကိုဘုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်လာနေကြောင်းလည်းသိရပါတယ်ရှင်ဆလဘီရှမ်းပြည်နယ်နှောင်ချုံမြို့နယ်ကံကြီးရွာကိုထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ TNNA ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားပြီးတော့စစ်တပ်ဘက်မှထိခိုက်မှုများပြားပြီးပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းဒေသပြည်သူတွေကပြောပါတယ်ရှင်။ ရမန်နယ်ဇွန်လ၈ရက်နေ့မှာနောင်ချုံမြို့နယ်တောင်ခမ်းရွာမှာကံကြီးရွာကိုထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ TNN တွေဥဆောင်တဲ့ဒေါ်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်မှထိခိုက်မှုများပြားခြင်းကြောင့်စစ်ကောင်စီတပ်သားတွေကအဲ့ဒီနေ့ည9နာရီ53မိနစ်ခန့်မှာတောင်ခမ်းရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းလည်းသိရပါတယ်တောင်ခမ်းရွာကနေကံကြီးရွာဘက်ကိုထိုးစစ်ဆင်လာတဲ့စစ်ခွေတပ်နဲ့တော်လန်ရေးတပ်တွေတိုက်ပွဲအပြင်းထန်ဖြစ်တဲ့ စစ်ခွေစစ်ကြောင်ကတော့ကံကြီးရွာဘက်ကနေပြန်ဆုတ်သွားပြီးကံကြီးရွာကိုတော်လန်ရဲအဖွဲ့တွေပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့သိရတယ်လို့ဒေတာပြည်သူတို့ကပြောပြထားပါဗျ။အဲ့ဒီတိုက်ခိုက်မှုကို TNN နေပူးပေါင်းမဟာမိတ်တပ်တွေဖြစ်တဲ့ DPLA တပ်နဲ့ PDF အဖွဲ့တွေကတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီကယခုဇွန်လမှာအပြည့်အဝကြေညာထားပေမဲ့နောင်ချိုမြို့နယ်တောင်ခမ်းကြီးရွာမှာစစ်တပ်နဲ့တိုက်ပွဲများတောက်လျှောက်ဆိုသလိုဖြစ်ပွားလျက်ရှိပြီးတော့စစ်တပ်က ရက်ဆောက်ဘက်မှစစ်ကူအင်အားများလက်နက်ခဲယမ်းများဖြစ်တင်လျက်ရှိကြောင်းနှစ်ဖက်စစ်ရေးတွေတင်းမာမှုများရှိကြောင်းစစ်ကောင်စီကထိုးစစ်ဆင်ခြင်းလေကြောင်းတိုက်ခိုက်ခြင်းလက်နက်ကြီးပစ်ခတ်ခြင်းတွေကိုဇက်တိုက်ဆိုသလိုလှုံ့ဆော်နေကြောင်းစစ်ရေးရာနှစ်ဖက်ထိတွေ့မှုများရှိပြီးတော့ TNN တွေကစစ်ရေးဖြူဟာအယဆောင်ရွက်လျက်ရှိကြောင်း TNN တွေပြောခွင့်ရလွေးရည်ဦးကဇွန်လ9ရက်နေ့သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုခဲ့ပါတယ်ရှင်။ နောက်ဆုံးသတင်းတပုံးအနေနဲ့မွန်ပြည်နယ်ရေးမြို့နယ်အာယူတောင်ရွာထိပ်မှာရှိတဲ့အကျန်းဖက်စစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်စင်မှာစစ်သားအားလုံးပြန်လည်ခုခံခြင်းမရှိဘဲနဲ့ထွက်ပြေးကြောင်းရေဘလူးအဖွဲ့မှတိုက်ရင်မှုကပြောဆိုပါတယ်ဇွန်လ၈ရက်နေ့မှာအကြံဖတ်စစ်ကောင်စီရဲ့ဂိတ်စခန်းကြီးကိုရေဘလူးအဖွဲ့ကဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီးအကြံဖတ်စစ်သားအလုံးပြန်လည်ခုခံခြင်းမရှိဘဲဂိတ်စခန်းကိုစွန့်ခွာကွာထွက်ပြေးသွားခြင်းဖြစ်ကြောင်းသိရပါတယ်။ သူတို့ဘက်ကပြန်လည်တိုက်ခိုက်မှုမရှိဘဲစုတ်ခွာသွားပါတယ်အခုစစ်တပ်ဘက်ကတပ်အပြင်ဘက်ထွက်တာအရန်နှဲပါသွားပါပြီနောက်နေရာတွေလည်းဝင်ရောက်ရှင်းလင်းနိုင်ခဲ့တယ်အားလုံးပေါင်း9နေရာတိတိပြန်လည်စုတ်ခွာသွားတယ်လို့ရေဘလူးတပ်ရင်းမှုကပြောပါတယ်အကြံဖတ်စစ်ကောင်စီရဲ့အာယူတောင်ထိပ်တစ္ဆာစခန်းအာယူတောင်ဝါကြောင်စခန်းကွန်တူးကျေးရွာဖရာကုံစခန်းဖော်ထော့ကျေးရွာထိပ် ကွမ်တစ်တော်စခန်းရှိအကြံဖတ်စစ်ကောင်စီတွေကပြန်လည်ဆုတ်ခွာသွားပြီးဖြစ်ကြောင်းလည်းသိရပါရဲ့ရှင်။ဒီကနေ့မွန်တဲ့၁၂နှစ်အချိန်ထိနောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။